ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာဝတ်သုံလေအားအသင့်တင်ရှိနေပါတယ်။ဒီကနေ့မွန်းတဲ့အချိန်ဒီခမန်းချက်အနေနဲ့ကတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျဲ၊ပဲခူးတိုင်းဒေသကြီး၊အီယော်ဒီတိုင်းဒေသကြီး၊ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာစစ်စစ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမုတ်တိချုံရွာပါမယ်။ရွာရအောင်ပြည်ဖြစ်ပါတယ်။ မော်ဒီအောင်ပြတ်ပုံမှုအခြေအနေကတော့ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမိုးတိတောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိတောင်များရွေးရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကျုံခြင်းမိုးချိုးပစ်ခြင်းမျက်စိလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကျူးနေသတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။မြန်မာပင်လယ်ပြင်ခြေနေကတော့ မြမကန်ယူနေတဲ့ရှောင်းနဲ့ကမ်းလွန်ပင်လယ်မြေတို့မှာတခါတရံမုတ်သက်လေးပြင်းများကြာရောက်ပြီးလိုင်းအသင့်အသင့်မှာလိုင်းကြီးနိုင်ပါတယ်မုတ်သက်လေးပြင်းကြာရောက်စဉ်ရေပြင်းမြေပြင်းလေးဟာတနအီကိုမိုင်30အထိတက်ခန့်နိုင်ပါတယ်လိုင်းမြစ်မှာမြမကန်ယူနေတဲ့ရှောင်းနဲ့ကမ်းလွန်ပင်လယ်မြေတို့မှာရှစ်ပေမှဆယ်ပေခန့်ရှိနိုင်ပါတယ်နောက်နေ့ရက်အတွက်ခံမှန်းချက်အနည်းငယ်ကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အောင်အရှိတောင်ပိုင်းတို့မှာမုတ်သုံလေးအားအသင့်အသင့်မှာအားကောင်းနေပါမယ်နေပြီးတော့ရန်ကုန်မြို့ရဲ့အနီးတစ်ဝိုက်တော့ ီကနေ့ဝတ်တဲ့အချိန်ဒီခမ်းမန်းချက်အနေနဲ့ကတော့နေရာကွက်ကြောင်မွတ်တီချုံရွာပါမယ်။ရွာရာနှုံးပြေဖြစ်ပါတယ်။မန္တလေးမြို့နဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့ဝတ်တဲ့အချိန်ဒီခမ်းမန်းချက်အနေနဲ့ကတော့နေရာကွက်ကြောင်မွတ်တီချုံရွာပါမယ်။ရွာရာနှုံး80ဖြစ်ပါတယ်ခင်ဗျာ။